ါတီထောင်ကလေးကသူတော်မကောင်းကြောင်းပဲတောက်ဆောက်ပြောဆိုနေတယ်ပြည်ဖြတ်မှတယောက်ရဲ့ဒီလိုပြောဆိုမှုတကူဟာသူရုပ်မှတယောက်ရဲ့မှတ်တမ်းလို့ပဲမှတ်ချက်ပေးရပါလိမ့်မယ်တဲ့ဒီ time with good today အစီအနေနဲ့ဝင်ဒီ၃ရောင်လာတော့ဘူးစီစဉ်ပြီးတော့မှဖြတ်ပလိုက်တာရှိရလေ ဆိုတော့အဲ့ဒီအဲ့ဒီအစီအစဉ်ရဲ့အဆက်လို့ထင်တာပဲဗျအဲဒီကနေ့တရက်တာကြီးဆိုတော့ရန်ကုန်ရန်ကုန်ခေါ်လာလံပူလေချင်းပြန်ပေါ့ဗျာအဲ့တော့ဒီတရက်တာကြီးကမြမရီပြည်လဲဘလောက်နီးစက်มาလဲဆိုတော့စိတ်ဝင်စားစရာကောင်းတာပေါ့ဘယ်တော့တရက်နေ့တော့ပဲပြည်လဲပါမယ်ဗျာနော်တို့လည်းအဲ့လိုတော့ယူရဖို့မရပါဘူးအခုကျွန်တော်တို့ဒီရာရိုက်နေတဲ့အချိန်မှာတော့နေပြီးတော့ရောက်နေပြီထင်တာပဲဗျနောက်ထပ်နောက်ဆက်တွဲသတင်းတွေတော့တက်တာမတွေ့သေးဘူးအဲ့တော့နေပြီးတော့မှသူက မင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းခံထားတဲ့ဝန်ကြီးချုပ်ဆိုတဲ့မျိုးစောရဲ့မင်းအောင်လိုင်းရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေရဲ့ဒီလူနဲ့တွေ့မယ်ဆိုပြီးတော့လေရှားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာပြောထားတယ်။တွေ့တဲ့အခါကျရင်ဘာတွေဆွေးနွေးမလဲဘာတွေတောင်းဆိုမလဲဆိုတော့အဲ့ဒီအချက်တွေကျွန်တော်လိုက်ကြည့်တော့တောင်းဆိုမယ်ဆိုတဲ့အချက်တွေထဲမှာသူကအမအောင်ဆုံးဒီမနိုင်ငံမှာတိုက်ခိုက်တာတွေရပ်ဖို့တောင်းဆိုမယ်ပြီးတော့လူသားဆန္ဒမှုအကူအညီတွေအတားအဆီးမရှိပေးနိုင်ဘူးခွင့်ပြုအောင်လို့တောင်းဆိုမယ် ပြီးတော့မြန်မာနိုင်ငံကသက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့အတွက်တောင်းဆိုမယ်ပေါ့နော်ဒီသုံးချက်တွေ့ရတယ်အဲ့မှာသူကရွေးကောက်ပွဲကိစ္စလည်းဆွေးနွေးဖို့ညှော်လင့်နေဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာပါတယ်ခမန်းနဲ့ပြောလိမ့်မယ်ပေါ့ဗျာအဲဒီချိန်ကြီးတော့မှာတော့ရွေးကောက်ပွဲကိစ္စပြောတော့ပြောမှာပေါ့နော်နောက်တစ်ခုကဘာပါလဲဆိုတော့မလေးရှားကတဲ့ကျေနော်ရှာနိုင်ငံများအဖွဲ့အာဆီယံရဲ့ဥက္ကဋ္ဌအနေနဲ့မြမငင်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုဥတီတဲ့ ားလုံးပါပြီးရေရှိခိုင်မာတဲ့လမ်းကြောင်းတစ်ခုကိုရှာတာမှာမြန်မာနိုင်ငံကတက်ဆိုင်သူအားလုံးနဲ့တက်တက်ကြောကြောဆက်ပြီးတော့ထိဆက်လှုပ်ဆောင်သွားမယ်ဆိုပြီးတော့ဆက်ပြောထားတယ်အဲ့တော့ရင်းဆုံးကျွန်တော်တို့သူတောင်းဆိုတောင်းဆိုမယ်ဆိုတဲ့အချက်တွေကြည့်အောင်ပေါ့နော်အဲတက်ခိုက်တာတွေရပ်ဖို့တောင်းဆိုမယ်တောင်းဆိုမယ်ဆိုတော့ဘယ်သူတွေတောင်းဆိုမလဲဆိုတော့မြောက်လိုင်းတို့နဲ့တွေ့မှာဆိုတော့မြောက်လိုင်းတို့ကိုတောင်းဆိုမှာပေါ့ဗျာအဲ့တော့မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလားမြောက်လိုင်းလို့ကဘယ်ရက်မှာလဲအခုလောလောဆယ်ကာလမှာပူတော့မရက်သေးတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အတူပြောင်ထောင်ချောက်ယူကောက်ပွဲအတွက်နောက်ထပ်မဲဆန္ဒနယ်တွေတိုးပြီးလုပ်နိုင်ဖို့လိုနေတယ်။အကြောင်းမို့လို့မြို့သိသူတို့ပေးလိုက်ရတဲ့မြို့တွေနေရာတွေကိုအပြင်းအထန်ပြန်ပြီးတော့ထိုးစစ်ဆင်နေတာရှိတယ်။ဟုတ်တယ်မလားရှမ်းပြည်ဘက်မှာကချင်ဘက်မှာကရင်ပြည်ဘက်မှာကရင်ဘက်မှာစသည်အားဖြင့်အဲတော့တိုက်ခိုက်တာတွေရက်လိမ့်မယ်ရက်ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူး။ နောက်တစ်ခုကလူသားဆန္ဒမှုအကူအညီတွေတာဝစီမရှိကန့်တတ်မရှိခွင့်ပြုဖို့ဆိုပြီးတော့ပြောတယ်တောင်းမယ်ဒါကလည်းပဲအကန့်အသတ်နယ်ပဲရပါပဲရမယ်ဆိုရင်တောင်းမှအကန့်အသတ်နယ်ပဲရပါပဲဟုတ်ကဲ့ခင်ဗျားတို့အကူအညီပေးခြင်းလဲပေးဒါပေမဲ့ကျုပ်တို့စိတ်တန်းကြတော့ဖြစ်ရမယ်ဆိုတာပြုလို့ပဲရပါပဲဒါကိုတန်မစကားနဲ့ပြောမှာပေါ့ဗျာပြောရင်လည်းပဲအဲတရင်ထဲမှာတော့အာဒါလူသားဆန္ဒမှုအကူအညီတွေပေးဖို့ခွင့်ပြုရဲပါညာတာမျိုးတွေလာမှာပေါ့တကယ်တကယ်ကြတော့ဟလာတနိုင်ငံလုံးက အခုညီလိုအပ်နေသူတွေစီဒါအစီအကံတက်မဲ့ရောက်ဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးနောက်တစ်ခုကပါလဲဆိုတော့သက်ဆိုင်သူအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးရေးဖြစ်ဖို့လုပ်ဖို့တောင်းဆိုမယ်ဒါကလည်းပဲတိတ်မကြခင်နင်းနီးဆက်ဆက်ကာလမှာဖြစ်နိုင်မယ်လို့ကျွန်တော်တယောက်တည်းအနေနဲ့ကျွန်တော်ကတော့မမြင်ပါဘူးဒါကျွန်တော်မယုံမလွန်ပြောတာပါတိတ်မကြခင်နင်းနီးဆက်ဆက်ကာလလို့ near future ပေါ့ဗျာမယုံမလွန်ပြောတာပါเนาะအချိန်တော်တော်ကာလထိမှာဖြစ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မမြင်ပါဘူး မြောက်လိုင်းကသူနောက်ဆုံးဟလာရှုံးတော့မယ်ရှုံးဖို့တေကြပြီနော်ပြေးတာရယ်ထေတာရယ်ပဲရှိတော့တယ်ဆိုတဲ့အခြေမျိုးရောက်မှဒါလည်းအေးစကားပြောကြရအောင်ပါလို့လှုပ်ချင်လို့ပါဒီလိုချင်းဒီလိုကာမြကာလမျိုးမှာကတော့ဗျာခင်ဗျာဒီလောက်စစ်ကိုဖိတိုက်နေတဲ့ကာလမျိုးမှာဟလာတဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဆိုတာမျိုးမြောက်လိုင်းဘယ်လိုမှစိတ်ဝင်စားပါတော့ဒါတစ်ခုပေါ့ဗျာ ော့ရွေးကောက်ပွဲကိစ္စဆွေးနွေးမယ်လို့ပြောတယ်။ဘာဆွေးနွေးမယ်ဆိုတာတော့မသိဘူးပေါ့ဗျာ။ဒါပေမဲ့နောက်အောင်ဒီနစ်ဆန်ပေါ့ဒီနစ်ဆန် January လမှာ ASEAN ကောင်းဆောင်တွေရဲ့ဒီဒီစုဝေးကနေထုတ်ထားတဲ့သဘောထားတစ်ခုရှိတယ်။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့အတူရောင်ထောင်ချောက်နေစဉ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ASEAN ဘက်ကပြောထားတာ။အဲ့ဒီသဘောထားကဘာလဲဆိုတော့ဘူးချိန်ကရွေးကောက်ပွဲတည်ဦးစားပေးကိစ္စတခုမဟုတ်ဘူးလေ။ရွေးကောက်ပွဲတည်ဦးစားပေးကိစ္စတခုမဟုတ်ဘူးတဲ့။ငြိမ်းချမ်းရေးကိုအရင်ဖော်ဆောင်ပါတဲ့။ ရွေးကောက်ပွဲကိုတောင်းမှလုပ်ပါတယ်။ပြောတော့အာဆီယံကမေအွန်လိုင်းတို့လုံးမဲ့တူယောင်ထောင်ချောက်လင်းစင်ရွေးကောက်ပွဲကိုထောက်ခံတယ်မထောက်ခံဘူးဆိုတာသူတို့ပြောထားသေးတယ်။မကန့်ကွက်ထားဘူးပေါ့ဗျာပြောပါရင်တော့ထောက်ခံတယ်မထောက်ထောက်ခံတယ်လို့မပြောသလိုအဲရွေးကောက်ပွဲကိုကန့်ကွက်တယ်လို့လည်းသူတို့မပြောထားဘူး။သူတို့ကရွေးကောက်ပွဲတော့မလုပ်ပါနဲ့ဟိုငင်းကြရေးကိစ္စလေးတော့အရင်လုပ်ပါလေပြောလေးပေါ့ဗျာအောက်လေးလေးပေါ့နော်။ဒီကြေးကိစ္စလေးတော့ရှင်လို့ပါပြီးတော့မှပဲပြောတော့ွယ်လို့ပါဆိုတာမျိုးတော့ပြောထားတာပေါ့ဗျာနော်အာဆီယံသဘောထားကလည်းတည်တဲ့အတိုင်းပါအာဆီယံက အာဆီယံအဖွဲ့တစ်ဖွဲ့လုံးအနေနဲ့ဆိုရင်သူအဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရေးကိုမဆွတ်ရေးဆိုတာရှိတဲ့အခါကျတော့တင်းတင်းမာမာပြောလို့မရဘူးတနိုင်ငံချင်းစီအနေနဲ့ဒါတင်းတင်းမာမာပြောတာမျိုးရှိရှင်ရှိလိမ့်မယ်နောက်တစ်ခုကပါလဲဆိုတော့မြန်မာငင်းချမ်းရေးနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးကိုဥတီတဲ့ကျွန်တော်ဒီစကားကြားဘူးသလိုပဲเนาะကိုကျော်ပေါ့အမျိုးသားပြန်လည်တင်းမြတ်ရေးကြားဘူးသလိုပဲအဲ့တော့ဥတီတဲ့ ဟလာလမ်းကြောင်းဘာညာပေါ့ဗျာဒါဒီပေါ်ဆောင်နိုင်မှုလုပ်မယ်ပေါ့တကယ်တကယ်ကျတော့မြန်မာနိုင်ငံမှာမျိုးသားပြန်လည်တင့်မြတ်အောင်လို့လုပ်ခဲ့ကြတာပဲကြိုးစားခဲ့ကြတာပဲဒီကနေ့မင်းအွန်လိုင်းထောင်ထဲထည့်ထားတဲ့ဒေါန်ဆန်းစုကြည်ကနော်သူကိုတိုင်အဝေးပန်းခံအထိကိုက်ခံအတိုက်ကိုက်ခံနောက်ဆုံးနိုင်ငံတကာကပုတ်ရှုတ်ချတာကိုခံပစ်တင်တာကိုခံပြီးတော့ကိုနော်စစ်တပ်နဲ့တင့်မြတ်ဖို့အတွက်ကြိုးစားခဲ့တာပဲ ော်နိုင်ငံတကာတရားခွင်ရုံး ICJ မှာသွားပြီးတော့တောင်မှဟလာရိုဟင်ဂျာတွေကိုလူမျိုးတုံးတက်ပြပါတယ်ဆိုတော့ဆွဲချက်တရားဆွဲချက်ကိုသွားပြီးတော့ခုခံခြေပါခဲ့သေးတာပဲဒါကြောင့်မို့လို့ဒေါ်ဆန်းစုကြည်ကိုစုရီပြန်ရုပ်သိမ်းခံရဂုံလူဆောင်ပေးထားတာတွေပြန်ရုပ်သိမ်းခံရနိုင်ငံတကာကပြစ်တင်ဝေဖန်မျိုးကွန်းတွေထုတ်အပြည့်အံခံခဲ့ရတာပဲဒီထက်ပိုပြီးတော့ပြန်လဲတဲ့မြတ်ရေးဘယ်လိုလုပ်ကြပါလဲဘယ်လိုလုပ်ကြပါလဲကျွန်တော်တော့နားမလဲဒီဒီစကလုံးကြားရင်ကျွန်တော်က စိတ်နာတယ်နော်အဲ့တော့ဒေါ်ဆန်းစုကြည်တို့ဟလာကျန်တာတွေကိုချနေပြီးတော့မှဒီအမျိုးသားပြန်လဲတက်မြက်ရေးဆိုတော့ကိုလုတ်ခဲ့တာရမှာမရတာဒီအကြမ်းဖက်စစ်တပ်ကပြန်လဲတက်မြက်ရေးလုတ်လို့မှမရတာမလုတ်ချင်တဲ့လူတွေနဲ့တွားလို့မှတော့ဘယ်လိုလုတ်သွားပြီးတော့ပြန်လဲတက်မြက်ရေးဆိုတော့ရနောက်တစ်ခုကဒီအာဆီယံရဲ့ဘာလဲဘုံဘောရငါးချက် 5 point consensus ပေါ့ဗျာဘုံသဘောထား၅ချက်ဟလာဒီသဘောဘုံသဘောထား၅ချက်ကိုဟလာမြန်မာနိုင်ငံနေအပြည့်အဝနဲ့အတိတ်ပဲရှိတဲ့ accounting ဖော်မှုလို့ကိုလည်းပဲတောင်းဆိုမယ်လို့ထိတ်ဆိုးမှပါတယ်ကျွန်တော်ကနောက်ဆုံးမှပြောချင်လို့တောင်းဆိုမှပြောတာဆိုတော့ ASEAN ကလည်းပဲပါလဲဆိုတော့ဒီ5 point consensus ပဲ ASEAN ရဲ့ဘုံသဘောထား၅ချက်ဆိုတဲ့တောင်းလျှောက်အလုံးမဖြစ်တဲ့လမ်းဟောင်းကိုပဲမူကိုပဲစက်ကြိုက်ပါတယ်အတက်လည်းအခုချိန်ထိထပ်ပြီးတော့ထွက်မလာဘူး ါကြီးကအလုံးမဖြစ်ဘူးဆိုတော့လည်းပဲအားလုံးကဝေဖန်ပြောဆိုထားပြီးသားဘာကြောင့်အလုံးမဖြစ်လဲဆိုတော့မြင်အောင်ပါဒီ 5PC ကသူကိုယ်တိုင်တက်ခွင့်ရခဲ့တယ်ပထမဆုံးနဲ့နောက်ဆုံးအာဆီယံထိပ်သီးအစည်းအဝေးဒီထိပ်သီးအစည်းအဝေးမှာသူကိုယ်တိုင်သဘောတူခဲ့တာသူကိုယ်တိုင်သဘောတူပြီးတော့ဒီ 5point consensus ဆိုတာထွက်လာတာပြီးလဲပြီးရနှစ်ပြစ်တာလေလှဲ့တော့မကြည့်ဘူးဒီ 5point consensus ကိုနော်ဘယ်တစ်ခါမှကိုအရေးမလို့နော်ဘယူကိုမဆိုင်ဘူး ဒါကြီးထက်တင်နေလူကတော့ဘဲမှာရောက်မှာမဟုတ်ဘဲနီးဘဲခီးမှာနီးမှာမဟုတ်ဆိုတော့ဒါကိုပဲအလားကုလသမဂ္ဂရောအမေရိကန်ရောတရုတ်ရော EU ဂလိုဘယ်သမဂ္ဂရောတခြားမြန်မာအရေးကိုပြောဆိုကြတဲ့နိုင်ငံတကာတွေရောသူအာဆီယံကိုတင်ထားပြီးတော့ရှေ့မှာတင်ထားပြီးတော့အာဆီယံရဲ့ဒီဘုံသဘောထား၅ချက်ကိုတင်ထားပြီးတော့အာဆီယံကိုတွန်းနေတာ ာဇီယံကိုပဲရန်နေကြတာဥပဒါကိုဘာမှဟလာဥဆောင်ပြီးတော့လုတ်တာမရှိဘူးတခြားဒေတာတွင်တခြားအဖွဲ့အစည်းတွေနိုင်ငံတွေကနော်နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတွေကအာဆီယံကိုပုံထားတာသူတို့ကအဲ့တော့ဒီလမ်းကြောင်းကလည်းဘာလမ်းကြောင်းလဲဆိုတော့ကိုကြော့မောင်ကြီးရှင်းနေကြပါလေဟလာတွစ်ဆုံဆွေးနွေးရေး dialogue ပေါ့ဗျာတွစ်ဆုံဆွေးနွေးရေးလမ်းကြောင်းမြန်မာနိုင်ငံမှာသက်ဆိုင်သူအားလုံးပါတဲ့တွစ်ဆုံဆွေးနွေးရေးဆိုတဲ့လမ်းကြောင်းဒီလမ်းကြောင်းကိုပဲအာဆီယံကလည်းခြင်ထားတယ် ုလသမဂ္ဂနဲ့နိုင်ငံတကာကလည်းပဲဒီလမ်းကြောင်းကိုပဲတင်ထားတယ်ဒါကိုပဲတွန်းခဲ့တယ်အခုလည်းပဲတွန်းနေတယ်နောင်လည်းပဲဆက်တွန်းသွားမှာပဲအဲ့ဒါသူတို့အတွက်ကတော့နိုင်ငံတကာအာဆီယံနဲ့နိုင်ငံတကာအတွက်ကတော့မြန်မာနိုင်ငံမှာမြန်မာအကြက်တဲကိုဖြည့်ရှင်းဖို့ရာအကြံပေးစစ်တပ်နဲ့ဂျန်နဲ့အကြံပေးစစ်တပ်ကိုဒေါ်လာတိုက်ခိုက်နေတဲ့အင်အားစုတွေကြားပြစ်ဆိုဆွေးနွေးမှပဲပြီးမယ်လို့ ဒါသူတို့ကဒီလိုကင်ထားတာသူတို့မှတခြားနည်းလမ်းလည်းမရှိဘူးပြုစုံဆွေးနွေးပြင်ဒါကြီးကဘလောက်လီးစက်တလဲဘလောက်အလုပ်ဖြစ်နိုင်တလဲဘာလဲသူတို့ဘာမှမတွေးမတွေးတော့အလုံးဖြစ်လေသူတို့ကရေးလာဗျာသူတို့လူတွေတေးနေတာမဟုတ်ပဲတေးနေတာထိခိုက်နေတာနင့်နာတာကနင့်နာနေတာကညီမလူလူလေကျွန်တော်ကအဲ့လိုပြောလို့ညီမရေးကိုစိတ်ဝင်စားနေဝင်ရောက်ကူညီရှင်းပေးနေတဲ့နိုင်ငံတွေနဲ့နိုင်ငံတကာကိုကျွန်တော်စော်ကားတာပေါ့စော်ကားတာပေါ့ဒါပေမဲ့ရှင်းရှင်းမြင်ဖို့ကဘာလဲဆိုတော့ညီမအရေးကိုညီမတွေပဲပြီးအောင်ပြတ်အောင်ဖြေရှင်းအောင် သူများတွေကူပေးတယ်ဟလာပြောပေးတယ်ယေရှုတဲ့ဒါပေမဲ့အဆုံးတစ်နေ့မှာကိုရီလိုချင်တဲ့လမ်းကြောင်းကိုကိုရီဖတ်တာကိုရီဖောက်ပြီးတော့ကိုအောင်ဘွေကိုဖတ်တာကိုယူမှပဲရမယ်ကိုကြောင့်မောင်အေးတောင်ကြွားစောင့်ကြွားထောင်လွှားလွှားလုပ်နေရနော်ပုံမှန်စောင့်ကြွားစောင့်ကြွားထောင်လွှားလွှားအလုပ်ကောင်းတဲ့တယောက်တော့သတင်းထွက်လာပြီလားကိုကြောင့်မောင်ဟမ်ဘူးလက်ကြီးဘူးလက်ကြီးဘယ်ရောက်နေလဲမသိဘူးဆိုတာကျွန်တော်ဒီစီစဉ်မြိုက်ခင်လေးတွေတွေ့လိုက်သေးတယ်တရင်ဆိုတော့တရင်ကတော့ မသိပြီးပေါ့ဗျာဟုတ်လားမဟုတ်လားတော့နော်ဗေဒနာတကူကခေတ္တကနေတက်ထားတာပေါ့နော်အဲ့တော့အဲ့တော့ဇောင်ကြွားဇောင်ကြွားထောင်လွားလွားသိမ့်မလုံနဲ့မင်းအောင်လိုင်းကြည့်မြရင်ဒုက္ခရောက်နေဦးမယ်ပေါ့ခင်ကြီးเนาะကြည့်ချက်လေးလို့အဲ့တော့သူကဘာလဲဆိုတော့ဒီမဘာတာတွေမြူသားရေးစနောက်တွေနဲ့တွေ့တဲ့ပွဲမှာပြောတာ energy party ပြန်လာစရာအကြောင်းမရှိတော့ဘူးတဲ့။လာဖို့လေခွင့်အလန်းမရှိနိုင်တော့ဘူးတဲ့။ပြန်အသက်သွင်းစရာလည်းမရှိဘူးတဲ့။ဆိုတော့ โอเคပြန်လာစရာအကြောင်းမရှိဘူးဒါတော့ဒါဒါဒါသူ့ရဲ့လက်ရှိအနေဒါသူကပါတီတစ်ခုရဲ့ဥက္ကဋ္ဌလက်ရှိအနေဒါပြန်လာစရာအကြောင်းမရှိဘူးသူပြောလို့ရသေးတယ်ဒီအဆင့်ကြီးကပြန်လာဖို့လည်းခွင့်လန်းမရှိဘူးဆိုတော့သူပါတီရဲ့သူကနိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ခုလို့နေဘာဘာဟုတ်သူကဒီစကားဘာပြောဖို့ခွင့်လန်းဟိုသူ့မှာအခွင့်အာဏာပိုင်လို့လေနောက်ပြီးတော့ကဲအသက်သွင်းစရာလည်းမရှိဘူးလေပြောပုံများကြည်စမ်းမအောင်သူပဲအာဏာရထားတယ်လို့သူကဲအကင်ရတော့ကိုကိုကိုကြောက်မအောင်ဟိုမှာမေအောင်လိုင်းကအသက်သွင်းပေးထားပြီးတော့ဟလား ဒါဝင်နေတာဒီကျန်းပွန်ပါတီလို့ခင်ကြီးလို့ဆိုတော့တကယ်တကယ်ပြောရင်ဒီဝင်နေတဲ့အသက်ကိုတောက်တော့ပြီးတော့မင်းအွန်လိုင်းကိုတောက်တော့ညှောက်နေသူကမင်းအွန်လိုင်းလူအာနာရှိထားတယ်လို့မျိုးအားမတော်မရှိသေးဘူးအာနာရှိထားတယ်လို့မျိုးသူကပြောနေတာပြောနေတာเนาะအဲတက်တာရှိတယ်မောင်ခင်ကြီးမောင်ခင်ကြီးမင်းအွန်လိုင်းကကြည်နေတာဘာလို့မှပြစ်ထားတာမဟုတ်အဲ့တော့ဘာပြတယ်လဲဆိုတော့ဗျာကိုကြောက်မောင်ဟာအခုအာနာမရသေးတာတောင်မှအာနာပြစကားပြောတာ အာနာသာရကြည့်ပေါ့ဗျာဘလို့ဖြစ်မလဲဆိုတာเนาะမင်းအောင်လိုက်တာအဲ့ဒီဒီပွဲမှာနည်းနည်းလေးချွတ်ချော်တင်းဆောင်သွားလို့အဲတရက်နှစ်ရက်လောက်များအာနာလက်လွတ်ဖြစ်ခဲ့ရင်မင်းအောင်လိုက်ပေါ့ကမတွေ့ရဘူးကျွန်တော်ကเนาะမင်းအောင်လိုက်ပေါ့ကမတွေ့ရဘူးလေပြော့လေးနဲ့ခင်ကြီးတို့အမ်ရှော့မတွေ့နဲ့เนาะမင်းအောင်လိုက်မောင်ခင်ကြီးတို့ဒါပါတော့ဗျာဒါ NLD ကိစ္စပြောကြအောင်ပေါ့အဲ့တော့အာနာမြတ်သိခင်တော်မှာဒီလောက်ပြောဆိုနေတာအာနာသာရလို့ကတော့เนาะဒီ NLD နဲ့ဒေါ်ဆန်းစုကြည်ဆိုတာဟလား အပြုတ်ကိုရှင်းမဲ့ပုံမျိုးပဲဗျာဒီလားဒါဘာပြကလေးဆိုတော့ဘာပြကလေးဆိုတော့ဒီမြခင်ကြီးတို့နော်ဒီကြံ့ဖွန့်อ่ะနော်ခင်ကြီးဒီချားလူလည်းပါပါတယ်ဗျာကျွန်တော်တို့နောက်တစ်ပြောမယ်ထင်ပါလဲလာအောင်ပါအဲ့လိုဘဘလောက်တောင်မှဘလို့မုံထားကြီးတယ်ဟလာအာဂါတနဲ့အနှူတရားကြီးတယ်မနာလိုဝန်တိုစိတ်ကြီးရဲဆိုတာဒါတွေကပေါ်နေတာဗျဒီစကားတွေကသူ့ဖတ်တာသူပေါ်နေတာဟမ်ဘာလို့လဲဆိုတော့ ဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီရှိနေပြီသူတို့လိုပါတီတွေမြန်မာနိုင်ငံရေးမှာလူတော်ကိုမတိုးနိုင်လူတော်ကိုတိုးမှာမဟုတ်ဘူးသူတို့လိုပါတီမျိုးတွေอ่ะဘာလို့တိုးเสียရအကြောင်းလဲမရှိဘူးเนาะဒီ NLD အပေါ်ကျွန်တော်ဒေါ်ဆန်းစုကြည်ဆိုတော့အထင်မပြောသေးဘူးဒေါ်ဆန်းစုကြည်က NLD ပါတီနဲ့တော့မနိုင်ရှင်လို့တက္ကန်တန်းရှင်လို့မရအောင်ဒေါ်ဆန်းစုကြည်ရဲ့ဟလာဒေါ်ဆန်းစုကြည်ပေါ်လူလူရဲ့လေးစားမှုချစ်ခင်မှုဆိုတဲ့ကိစ္စတွေอ่ะတပိုင်း ် NLD ပါတီပေါ်လက်ရှိလူထုထောက်ခံမှု NLD ပါတီရခဲ့တဲ့လူထောက်ခံမှုမျိုးကိုမောင်ခင်ကြီးတို့ကြံ့ဖွန့်ပါတီနဲ့အခုလက်ရှိဒီရောက်ပဲဝင်မယ်ဆိုတဲ့ပါတီတွေသူတို့တသက်မပြောနဲ့ကိုကြော့မောင်ဆယ်သက်တောင်မှမရောက် NLD ပါတီပေါ်လူထုထောက်ခံမှုမျိုးသူတို့ဆယ်သက်စူးစမ်းတော့မရောက်နော်ရိုးရိုးလေးပဲဘာကြောင့်လဲဆိုတော့တတိလည်းမကောင်းဘူးညာလာတဲ့တီတဲ့တတိလည်းမကောင်းဘူးညာ လူတို့ပေါ်မှာလည်းပဲကောင်းတာတစ်စက်မှမရှိဘူးဗျာတခါလေကျင်းလိုက်ပေါင်းလိုက်ဆဲလိုက်ဆူလိုက်ကပါသေးတယ်နော်ဒိုင်ပီအပေါ်မှာလည်းတစ်စက်မှမကောင်းဗျာလူလူကောင်းကျိုးလည်းဘာမှမလုပ်ခဲ့ဒိုင်ပီကောင်းကျိုးလည်းဘာမှမလုပ်ခဲ့လာတဲ့တတိကလည်းမကောင်းတော့ဒီလိုနိုင်ငံရေးပါတီမျိုးတွေကိုနိုင်ငံရေးချင်းမြင့်နေဒီမှာလူတို့ကစိတ်လူလက်ရအာဘီထောက်ခံနေ ਉ မယ်ဆူတောင်းလေဆူတောင်း ်တသက်လုံးထိုင်ပြီးတော့ဆူတောင်းတသက်မဟုတ်10သက်ဆူတောင်းဆိုတော့သူတို့မှာအဲ့လိုမျိုးကိုယ့်ကိုလူလူကထောက်ခံအောင်လို့မလုပ်နိုင်ဘဲနဲ့ဟဲ့လား NLD ကိုပဲမနာလိုဝန်တိုစိတ်တွေဘုံတီးစိတ်တွေနဲ့တိုက်ခိုက်နေတာဗျာဒီလားဒီကတည်းကနိုင်ငံရေးပါတီဆိုတော့ကသူတို့သူတို့ဗာရွေးကောက်ပွဲဝင်မယ်ညာရွေးကောက်ပွဲဝင်မယ်ဆိုတော့ကဒီလူထုများရာစုကြီးက ကိုပါတီကိုကြိုက်လာအောင်ကိုကိုထောက်ခံလာအောင်ကိုပါတီကကိုယ်စလဲကလောင်းတွေကိုမဲပေးခြင်းလာအောင်ဆွဲဆောင်စည်းရုံးရတာလို့ရတာဒီလိုနော်အဲ့တော့ဘာရင်းနဲ့ဆွဲဆောင်စည်းရုံးစည်းရုံးရတယ်လဲဆိုတော့ကိုရဲ့ဘူဝါဒလမ်းစဉ်တွေကလာကိုမဲဆန္ဒရှင်တွေအတွက်ဘာတွေကောင်းကျိုးဖြစ်စေပါမလဲဒေတာအတွက်ဘာတွေကောင်းကျိုးဖြစ်စေပါမလဲအဲ့ဒီကနေပြီးတော့တနိုင်ငံလုံးအတွက်ဘာတွေကောင်းကျိုးဖြစ်စေပါမလဲ အတိုင်းပြည်ဘယ်လိုဖွံ့ဖြိုးတိုးတက်ဒါမျိုးလက်တွေ့ကြကြကျွန်တော်တို့ကအရေမရဖတ်မြဟိုတော်လုံးကမောင်ခီပြောတာရှိသေးတယ်ရေရေမရဖတ်မြဒါမျိုးဆိုလို့တော့မဟုတ်တကယ်လက်တွေ့ကြကြပြောပြရှင်းပြပြီးတော့မှဆွဲဆောင်စီရင်ရမှာကိုယ်မဲ့ပေးဖို့အတွက်အခု तू ပြောတဲ့အမျိုးဘာသာတာသနာဆိုတော့လောက်နေတော့တက်မလာနဲ့လေအဲ့ဒါမျိုးကတော့ဒီ तू तू အခုပြောတဲ့ပြိတ္တပေါ့ဗျာ ဟလာမဘာတာတွေအမျိုးသားကြီးအစွန်ရောက်တွေဒီလူတွေလောက်ပဲစီယုံလို့ရမှာဗောဒီပါဒီအမျိုးဘာသာတာနာဆိုတာလောက်နေရတော့အဲ့ဒီလူတွေပြင်ဘယ်သူသွားစီယုံလို့ရမှာလဲအဲ့တော့သူတို့တက်ကကြတော့ဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီကိုအပိအပြတ်ရှင်းပြမှာပဲမြန်မာနိုင်ငံကြီးမှာသူတို့ကလူလူလူတူတူလေးနည်းနည်းဖြစ်ပါတယ်လူတူတူလေးနည်းနည်းဖြစ်မှာဒါတော့မှသိသိကြတဲ့ကိစ္စမဟုတ်ဘူးအဲ့တော့အကြောင်းမို့လို့လည်းလေဟလာ ဒီလိုအတုအယောင်ထောင်ချောက်လေစင်အားလုံးချုပ်ကင်ပြီးတော့မှအားလုံးကိုညှစ်ပြီးတော့ကျစ်ထားပြီးတော့မှလာစိတ်တိုင်းကြချေလေနိုင်တဲ့အခွင့်ရှိတဲ့ရွေးကောက်ပွဲမျိုးမှာမှသူတို့တက်ကအခွင့်ရရှိမှာနော်အခွင့်လန်းလေးရှိမှာမဟုတ်လို့တော့ဗျာလွတ်တော်လွတ်တော်မှာခင်ဗျာလွတ်တော်ဆိုတဲ့နေရာမျိုးမှာတာမန်ပုံမှန်ရွေးကောက်ပွဲတွေကနေပြီးတော့လွတ်တော်ဆိုတဲ့နေရာမျိုးမှာအတိုက်ခံဘောကနေတသက်လုံးတက်မှာမဟုတ်အတိုက်ခံတော့မှအားကောင်းတဲ့အတိုက်ခံမဟုတ်ဘူးလွတ်တော်မှလေးကပောက်တိကပောက်ချာနေနော်လက်ဖက်ပြည့်တဲ့လွတ်တော်မှလောက်နေ တသက်လုံးတက်မှာမဟုတ်ဘူးတိုက်ခံပွားရတယ်အခုစဉ်းစားကြည့်ဒီဒီတရက်တရက်ကျွန်တော်တို့မှာကြားနေရတာမောင်ခင်ကြီးပြောကြဟိုဟာပြောပြန်ပြီဒီဟာပြောပြန်ပြီဘုရားကလည်းပါလေသူ့အကြောင်းသူ့အကြောင်းရုပ်ရှင်ရိုက်တူရုပ်ရှင်ရိုက်တော့တော်တော်တော်ယူနန်းတာဗျာဒီလားတော်တော်ယူနန်းတာဦးနောက်ကောကောင်းသေးရဲ့လားမသိဘူးနော်သူကြောင်ရုပ်ရှင်ရိုက်လို့ရတယ်လူငယ်တွေပါဖြစ်တယ်ညာဖြစ်တယ်သူကစုံမနေသေးတယ်နော်တစ်တလုံးကောင်းတာမလုပ်ခဲ့ပဲနဲ့ အဲ့ဒါလည်းပဲအဲ့တုန်းကဗာလဲတရုတ်ဆောင်တွေလားအမှုပညာရှင်တွေလားဆိုအမှုပညာရှင်တို့နာမည်ခံထားတဲ့လူတွေပေါ့ဗျအမှုပညာရှင်အမှုပညာရှင်တွေလူတွေဒူးဒူးတွေလှုပ်လှုပ်တာဗျစစ်တပ်တွေလှုပ်လှုပ်တာမဟုတ်ဘူးဆရာနာရှင်တွေလှုပ်လှုပ်တာမဟုတ်ဘူးဆရာနာရှင်တွေလှုပ်လှုပ်တဲ့လူတွေကျွန်တော်ကအမှုပညာရှင်တွေမတတ်မှာအဲ့တော့ဒီလိုလူတွေနဲ့ပတ်သက်တဲ့တွေ့တော့ပြောတာပေါ့ဗျနော်အဲ့လိုမျိုးရည်မြဖတ်မြတွေယူအနှံစကားတွေဗျာကျွန်တော်ကြားလိုက်တော့ယူအနှံစကားတွေရှောက်ပြောနေတာဗျအဲ့တော့ရှေ့လျှောက်ကဒီတဲ့ပိုဆိုးဖို့ပဲရှိတယ်ကိုကြောက်မအောင်ရေနော်ဒါတော့မှအာနာမရသေးဘူးဒါတော့မှလွတ်တော်တဲ့မရောက်သေးဘူးအစိုးရအဖွဲ့မဟုတ်သေးဘူးနော် နိုင်ငံရေးပါတီအဆင့်ပဲရှိသေးတယ်။ကျွန်တော်ကဒီဒီအကြောင်းပြောဖို့စဉ်းစားရင်းနဲ့ကျွန်တော်တက်ပြက်တရားနေကျွန်တော်ပြောလိုက်ချင်တာရှိတယ်နော်။ဒီလိုမျိုးဘောင်ခင်ကြီးတို့လိုလူမျိုးတွေနော်ကြံ့ဖွန့်ပါတီလိုပါတီမျိုးတွေတိုင်းပြည်အုပ်ချုပ်လို့မြန်မာပြည်ကောင်းစားသွားမယ်ဆိုရင်ကျွန်တော်ကိုကိုကိုတတ်တည်ပြလိုက်မယ်ကျွန်တော်ဒီကနေစင်ခေါ်လိုက်တယ် ဘောင်ခင်ကြီးတို့လိုလူမျိုးတွေကြံ့ဖော့ပါတီလိုလူမျိုးတွေတိုင်းပြည်အာဏာယူပြီးတော့အုပ်ချုပ်လို့မြန်မာနိုင်ငံကောင်းစားသွားမယ်ဟဲ့ဆိုရင်ကျွန်တော်ကိုကိုကိုတက်တည်ပြလိုက်မယ်ကိုကျော်မော်အဖိုးကလူဟစ်တယ်လို့ပဲကျွန်တော်တော့ချက်ကောင်းနေဝင်တာဒါပဲဗျအဲ့ဒါကျွန်တော်မချက်ကိုကျွန်တော်မချက်ကိုထားအောင်ကျွန်တော်အရင်အကြောင်းပြောမယ်လို့စဉ်းစားတော့နော်ငွေချင်းသားဆိုတော့လည်းပတ်သက်ရင်ကျွန်တော်တို့ဟလား ပြောရေးဆိုခွင့်ရှိတာကပြောရေးဆိုခွင့်ရှိတဲ့ဖွဲ့စည်းတွေထဲမှာခိုင်မာဖွဲ့စည်းတစ်ခုကအငယ်တီအကျဉ်းသားများကိုစောင့်ရှောက်ရေးအသင်း EPP ပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော် EPP ကောင်းနေရောက်တယ်ဒါဒေါ်ဒေါန်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ကိုဦးဝင်းမြင့်တို့ကနိုင်ငံရေးကျဉ်းသားမဟုတ်ဘူးဆိုတော့အဲ့ဒါနဲ့ကျွန်တော် EPP တွင်းမှုဦးတိတ်နိုင်ကိုကိုတိတ်ပေါ့ဗျာကျွန်တော်တို့ကကိုတိတ်လို့ပြောတာကိုတိတ်ကိုကျွန်တော်တန်းပြီးတော့ပြောတယ်ကဲဒါနဲ့ပတ်သက်ပြီးတော့မှတ်ချက်တစ်ခုပြောလို့ကျွန်တော်ကိုတိတ်ကပြောတယ်ဦးတိတ်နိုင်ကပြောတယ်သူမှတ်ချက်လေးကျွန်တော်ရင်ပြောပြ နိုင်ငံအတွက်ဘာအကျိုးမှတည်ဘူးခြင်းမရှိပဲပါတီထောင်ကလေးကသူတစ်ပါးမကောင်းကြောင်းပဲတောက်လျှောက်ပြောဆိုနေတဲ့ပြည်ဖြတ်မှတယောက်ရဲ့ဒီလိုပြောဆိုမှုတကူဟာနော်သူရုပ်မှတယောက်ရဲ့မှတ်တမ်းလို့ပဲမှတ်ချက်ပေးရပါလိမ့်မယ်တဲ့ဒါဥတိတ်နိုင်ငံရဲ့မှတ်ချက်စကား EPP တွင်ဥတိတ်နိုင်ငံရဲ့မှတ်ချက်စကားနိုင်ငံရဲ့ကျန်းသာရေးကိုထိတ်တန်းကလုပ်နေတဲ့ဖွဲ့စည်းအဲ့တော့အခုပြောတဲ့နော် မဲတက်တက်ခိုင်နောက်ကြောင်းလေးကျွန်တော်တို့တစ်ချက်ကြည့်ကြတာပေါ့ဘယ်လိုလုပ်냐နိုင်ငံရေးလောကတွေရောက်လာကြလဲကိုပါတော့ကိုရွှေရောင်းနေတာကနေပြီးတော့ကောင်းကောင်းမရောင်းအခွင့်အရေးပိုက်ဆံရှိသွားပြီဘုရားပိုက်ဆံရှိသွားတော့နောက်တော့အာနာဆိုတာမျိုးကိုလှမ်းတာပေါ့အခွင့်အရေးလှမ်းတာပေါ့အဲ့တော့အခွင့်အရေးလှမ်းတဲ့နိုင်ငံရေးလောကတွေပါလာပါနိုင်ငံရေးလောကတွေဆိုတော့နိုင်ငံရေးမိုးတက်မုန်တိုင်းတွေတိုက်ခတ်နေတဲ့အချိန်မျိုးမှာပါတာမဟုတ်ဘူးနော်တိုင်းပြည်အပြောင်းလဲဖြစ်တဲ့အချိန်ဟလာအန်လီပါတီ ရေကောက်ပွဲဝင်ဖို့စတဲ့အပြင်ဒီလိုအချိန်ကာလမှာမှနိုင်ငံရေးတဲကိုလှေကြုံစီးပြီးတော့ဝင်လာတာနိုင်ငံရေးကိုဟိုးဒုက္ခဒုက္ခတော်တဲ့ကနေအနစ်နာခံပြီးလုပ်ခဲ့လုပ်လုပ်ခဲ့တဲ့တံမှာအပြားနာတော့မပါဘူးအဲ့တော့ကြောက်လာတဲ့နိုင်ငံလောကတွေကိုဒေါ်ဆန်းစုကြည်နဲ့ NLD ကြောင့်ပဲအမှတ်ဖြစ်ခဲ့ဒေါ်ဆန်းစုကြည်နဲ့အဲ့ဒီချိန်အဲ့ဒီကာလကဒေါ်ဆန်းစုကြည်နဲ့ NLD ကြောင့်သာမဟုတ်ရင် အဲ့ဒီတုန်းကလွတ်တော်ခွေးကတက်မာတော်မှဒီမဲတက်တက်ခိုင်နေရမှရှိဘူးဝေးတော့လွတ်တော်မှဖြစ်နောက်ကြတော့အန်ဒီယာကန်ထုတ်ပလိုက်ကန်လည်းထုတ်ပလိုက်ရောအဲ့ဒီမှာစိတ်နာနာနဲ့ရှောက်ပြောနေတော့တာပဲအခုချိန်ကြီးပေါ့နော်ပြောလို့မဆုံးတော့အဲ့ကနေပြီးတော့သူ့ရဲ့အခု PPP လူရီယာလူရီယာလောက်ကြောင်းပြီးပြောတာဘဲပင်ပေါက်ပါတီလေပြီးသုံးလုံးဆိုတော့ PPP ဆိုတော့ဘဲပင်ပေါက်ပါတီလေကောင်းတယ်ဗျအဲ့နည်းနည်းလေး ကျွန်တော်ကဘဲမောက်ကြိုက်တယ်သူတို့သူတို့ပါတီနာမည်ကြားပြီးတော့ဘဲမောက်တော်စားချစီပို့ဘဲမောက်ပါတီဆောင်တယ်အဲ့တော့2020မှာလည်းပဲဖောက်ကလန်ဘွဲတယ်ဒီကောပဲဝင်တော့အဲ့ဒါနဲ့အာနာသိနေတဲ့အခါကျတော့မင်းအောင်လိုင်းချီပြည့်ဖက်တယ်မင်းအောင်လိုင်းကကတ်တယ်အဲ့တော့မင်းအောင်လိုင်းနေရာလေးပြေးလိုက်ဒါနေရာလေးဒါလေးထားပါဦးလေပါဦးညနာဦးကြီးရေးကြည့်ပါဦးသူတို့ဒီနော်သူတို့ဒီတက်တက်မြင်ရမှာတက်တက်ကျွန်တော်တို့ကြည့်ရပါကဆရာနာရှင်တောက်တိုင်တဲမှာပါတယ် နော်ခင်ကြီးတို့ကမောင်ခင်ကြီးတို့ကတော့မောင်ခင်တို့ဆိုင်ငကူတွေကစစ်တပ်နေဗျာနော်စစ်တပ်လူတွေတွေသူတို့တွေကဒါရှင်းသူတို့ကိုယ်တိုင်ကတကယ့်ပြစ်မှုတွေကျူးလွန်ထားတဲ့လူတွေမဲတဲ့တက်ခိုင်တို့လူမျိုးတွေကနော်တာမန်ရတ္တကုံတယ်စီးပွားလုပ်နေတဲ့ကိုကိုစီးပွားကိုလုပ်နေတာကနေပြီးတော့နိုင်ငံကြီးတွေကိုနောက်ခွေးဘောက်ကဝင်လာပြီးတော့မှအခုမှဟိုကိုစကားပြောဒီစကားပြောဟိုလူလေးတဲ့ဒီလေးတဲ့ကျွန်တော်ပြောရတာတော့ခါလီကြတယ်တနာတယ်ဗျာတိလားဒါပေမဲ့မပြောဖြစ်လို့သာပြောနေရတာသူတို့ဒီဆရာနာရှင်တောက်တိုင် နော်ဆရာနာရှင်နဲ့အတူအမြင့်ဖြတ်ရမယ်အထဲမှာပါတယ်ဒီလိုတောက်တိုင်ပြီဆိုတော့လည်းပဲဆရာနာရှင်နဲ့အတူအမြင့်ဖြတ်ရမယ်အထဲမှာပါတယ်ဘာလို့ဆရာနာရှင်ဆိုတော့သူကသူရက်လို့မရအောင်တောက်တိုင်ပြီလို့နော်ဒီတောက်တိုင်ပြီအကြောင်းမူလို့ပြတ်လိုက်အဲ့တော့သူလိုလူမျိုးကပဲဒေါန်ဆန်းစုကြည်ကိုအာဂတိလိုက်စားတယ်လို့ဆွဆွဲသေးတယ်ကျွန်တော်ခုနပြောလို့ထိတ်ဆုံးကကျွန်တော်ပြောလို့အခိုးကလူဖြစ်တာကျွန်တော်မိတ်ဆွေတယောက်ကအဲ့အကြောင်းပြောတော့ကျွန်တော်မိတ်ဆွေတယောက်ကလှမ်းပြောတယ်အောက်တခိုးမှလူဖြစ်လို့ကျွန်တော်အဲ့အဲ့ဒီကောင်းစဉ်ကျွန်တော်ကကြိုက် သူတို့ကပဲအဂတိလိုက်စားရလို့ဆွဆွဲနေတယ်။နောက်ပြီးတော့အဲ့မေးခွန်းကိုမေးတာဘယ်သူကမေးတာလဲဆိုတော့မြက်ခိုင်မြက်ခိုင်ရပြီမေးတဲ့သူက။မောင်မြက်ခိုင်ထောင်မေးတာပေါ့ဗျာဒီလား။ထောင်မေးခွန်းပေါ့။အဲ့တော့ဘယ်လိုမှမအဆက်တဲ့နေရာမှာဘယ်လိုမှမအဆက်တဲ့လူကိုဘယ်လိုမှမအဆက်တဲ့မေးခွန်းထောင်ပြီးတော့မေးတယ်။အဲ့ဒီအဲ့ဒီမောင်မြတ်ခိုင်ဆိုတာကလည်းပဲဟလာဒရင်းမီဒီယာအခြေခြုံပြီးတော့ အကြံဘက်စစ်တပ်ရဲ့ lobby လုပ်နေတာအကြံဘက်စစ်တပ်ဝါဒဖြန့်ချီရေးလုပ်နေတာနော်ဒါလည်းပဲတောက်တိုင်ထဲမှာပါတာပဲတိုင်းပြည်လူထုကိုအစိတ်အတော့တွေရိုက်သွင်းနေတဲ့ထဲမှာပါတယ်ထဲကတယောက်ဒါအစင်တန်းမှမရှိဘူးနော်ပြေရင်တော့မှနာမည်ဆိုးပဲကြံတဲ့လူမျိုးတွေဒီလိုလူမျိုးတွေကသူတို့နဲ့ဒေါင်ဆန်းစုကြည်နဲ့ဘယ်လိုမှဆက်ဆက်စရာအကြောင်းမရှိဘူးဒေါင်ဆန်းစုကြည်ပြောဖို့သူတို့မှာ ဘာအခွင့်ရေးဘာအဆင့်မှလည်းမရှိဘူးနော်ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးကျင်းသားဟုတ်လားမဟုတ်ဘူးလားလည်းပဲမှတ်ချက်ပေးနိုင်ရဲ့ပေးရမယ့်အဆင့်ထဲမှာမပါဘူးနော်မေကွန်းဖြေရမယ့်အဲ့ဒီမေကွန်းမျိုးအမေခံရမယ့်အဆင့်ထဲမှာမပါဘူးအဲ့ဒီမေကွန်းမျိုးဖြေရမယ့်အဆင့်ထဲမှာမပါဘူးအဲ့တော့ဒီမေကွန်းကမှားလားမှန်လားဘာညာဒီဟာတင့်လျော်လားမတင့်လျော်လားဆိုတဲ့အဆင့်ကိုသွားအဲ့ဒီအထိကိုသွားစရာမလိုတော့ဘူးကိုကြောက်ပါဦး နော်ဒီမေးခွန်းမျိုးကိုအမေးခံရမယ်ကျွမ်းမှာမပါဘူးဒီမေးခွန်းမျိုးကိုဖြေရမယ်အထဲမှာမပါဘူးဒီလိုမှတ်ချက်မျိုးကိုပေးရမယ်အထဲမှာမပါဘူးလို့ပဲကျွန်တော်ကယတိပြပြောချင်တယ်ဗျခင်မိသူတိုင်းစစ်တပ်ကိုယ်စားလှည့်လက်ခံနေပြီပေါ့ဗျာနော်ဒီလိုပဲပြောရမှာအဲ့တော့တို့ပီပဲမောက်ပါတီကအလားစစ်တပ်ကကိုယ်စားလှည့်ရှေ့ရောက်ကိုတောင်းတယ်တောင်းတော့မင်းအောင်လိုင်းရတော့ဘေးဦးပေးနေဦးမယ်မင်းအောင်လိုင်းရအဲ့တော့ အဲ့ဒီတို့တောင်းတဲ့၈ရောက်တောင်မှအခုဘယ်ဘွားရောက်နေမလဲမသိဘူးကိုကြောက်ပါအောင်ကျွန်တော်ကောင်းတဲ့ပေါ်မိတာတော့ကိုကိုကိုလည်းအတော်ထင်ကြတာပဲနော်တက်ကမင်းအောင်လိုင်းတို့ကတို့အိမ်ဖြည့်ထားပါတယ်ဆိုမှပဲသူကအိမ်ဖြည့်တဲ့ကြော်တက်ချင်တယ်အံ့ပါရဲ့ကစစ်တပ်နဲ့ကြံဖို့ကတို့နေရာပေးမယ်လို့များတွေးထားကြလားမသိဘူးကြာသိလားတော်တော်လေးစမ်းလို့လည်းမစမ်းပါဘူးဗျာတို့အဆင်ရတို့အဆင်ရအဲ့လောက်မှဟိုစဉ်းစားမျှော်မြင်တွေးစဉ်းကျင်နိုင်တဲ့အဆင်မှဟုတ်မှာမဟုတ်တာအဲ့တော့ကျွန်တော်မြင်နေသေးတယ်နောက်ကြမှာလား စန္ဒာမင်းလုံငူချင်းချရတဲ့ဘဝမယ်တဲ့သက်ထိုင်တော့ရောက်လေဦးမယ်လို့ဒါတော့ငူချင်းချရမလဲမသိဘူးလို့ကျွန်တော်တို့တွေးမိနေတာပဲအယိုးချင်းတော့ကတ်ရဖို့အရေးကိုကားတဲ့ဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီကိုသူအပမင်းအောင်လိုင်းအလူကြထိုးဟောင်ပြတာနော်ပြီးတဲ့အခါကျတော့စစ်တပ်ကလည်းထဲ့ထဲ့ကျင်သေးတယ်အဲ့တော့ချီရပြောရတယ်ဆက်ပြီးတော့ပြောရင်တော့ဗျာနော်သူဘလိုပဲပြောပြောဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီကတော့ဘာမှဖြစ်မသွားဘူး ယူလူထောက်ကမ်းမှုလည်းရော့မသွားဘူးเนาะပျောက်လည်းပျောက်မသွားဘူးခင်ပြောသလိုမျိုးเนาะဘယ်တော့မှလည်းပျောက်သွားမှာမဟုတ်ဘူးဒါတွေပဲပေါ်လာတယ်လဲဆိုတော့အဲ့ဒီသူတို့ရဲ့အပုံနဲ့တစ်ပေါင်းတောင်ပါဇက်တွေပဲပေါ်လာတာပဲဒါတွေပဲလူတွေကရလိုက်တာပဲကိုကျော်မောင်ကြီးတိရှိနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် ဒီစီစဉ်တဲ့ပတ်သက်ပြီးဝေဖန်ကြံပြချက်တွေကိုကြိုးစားပါတယ်။ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးဟုစိတ်ဝင်စားရဲဆိုတာလည်းသိချင်ပါတယ်။နှစ်သက်တဲ့ဆိုရင်တော့ like လုပ်ပေးပါ။အစီအစဉ်သစ်တွေတတိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါ။မိတ်ဆွေတငယ်ချင်းတွေနဲ့ညှဝေပေးပါလို့ပန်ကြားပါရစေ။နောက်စီစဉ်တွေမှာပြန်ဆုံပါမယ်။အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျာ။